အမျိုးသမီးများရဲ့ဓမ္မတာလဆင်လာခြင်းကတလမှာတစ်ချိန်ပဲဖြစ်ပြီးတော့အမျိုးသားတွေကတော့တလကိုရက်30ဖြစ်ပါတယ်။ဒါကတော့အမျိုးသားတွေရဲ့ဇီဝကံမှဖြစ်စဉ်ဒါမှမဟုတ်ဟော်မုန်းအတက်ကျဖြစ်စဉ်ပဲဖြစ်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေရဲ့ဇီဝကံမှဆက်ဝန်းကိုအနောက်ထဲမှာရှိတဲ့တရွက်ရွက်နဲ့ hypothalamus တို့ကထုတ်လုပ်တဲ့ဟော်မုန်းများစွာနဲ့ထိန်းကြီးထားပါတယ်။အမျိုးသားတွေရဲ့အဓိကသက်ရောက်မှုရှိတဲ့ဟော်မုန်းကတော့ဝေးစိကနဲ့အဓိကထုတ်လုပ်တဲ့ testosterone ဟော်မုန်းပဲဖြစ်ပါတယ်။ ။မြသောအဖြစ်တက်စတိုထရောပမာဏကမနက်ပိုင်းမှာအမြင့်ဆုံးကိုရောက်ရှိလာပြီးတော့တနေ့တာအတွင်းမှာတဖြည်းဖြည်းနဲ့လျော့ကျပြီးတော့ညဘက်မှာအနှိမ်ဆုံးကိုရောက်ရှိသွားပါတယ်။အမျိုးသားတွေရဲ့တက်စတိုစတိုင်းပမာဏကလိင်စိတ်ကိုသာမကစိတ်ခံစားမှုနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေတွေကိုပါတက်ရောက်မှုရှိပါတယ်။တက်စတိုစတိုင်းပမာဏမြင့်မားနေချိန်မှာတော့အမျိုးသားတွေကပုံမှုအားအင်တက်ကြွခြင်း၊ယုံကြည်မှုရှိခြင်း၊အပြုသဘောဆောင်ခြင်း၊ရည်မှန်းချက်တွေနောက်ကိုလိုက်နိုင်ခြင်းနဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်နိုင်ခြင်းတွေကိုပြုလုပ်နိုင်ပါတယ်။တက်စတ ို့စတောဘမနာနင်းကြနေတဲ့အချိန်မှာတော့အမျိုးသားတွေကစိတ်တက်ကြခြင်းစိုးရိမ်ပူပန်ခြင်းစိတ်ငားငယ်ခြင်းလွယ်လွယ်ကူကူစိတ်တူတော်တာထွက်ခြင်းနဲ့စိတ်ကံစားမှုပြင်းပြလွယ်ခြင်းတွေကိုခံစားရပါတယ်။ဒါကြောင့်မလို့တည့်ရဲ့ချစ်သူရီစားကမနက်ခင်မှာအင်အားအပြည့်နဲ့တက်တက်ကြွကြွရှိနေပြီးတော့ညဘက်အိမ်မြောင်းလာတဲ့အခါမှာတင့်ကိုစိတ်ဝင်စားသလိုစကားမပြောချင်သလိုတွေ စိတ်တူတာတွေဖြစ်နေတာကိုမကြခဏတွေ့ရမှာပါဒါတွေကတော့သူကတင့်ကိုမချစ်တော့လို့မဟုတ်ပါဘူးသူကတင့်စီကနေပုံမိုးတဲ့စိတ်ပိုင်းဆိုင်ရာကူးဆိုင်မှုနဲ့အားပေးထောက်ခံမှုတွေကိုလိုအပ်နေခြင်းပဲဖြစ်ပါတယ်ဒီလိုအချိန်မျိုးမှာတင်ကအနားမှာရှိနေပြီးတော့မှသူ့ကိုပွေဖက်ပေးတာနုနုညံ့ညံ့တင်တင်မွမွကြည့်မှုဆက်ဆံပေးတာတွေကိုလှုပ်ပေးတင်ပါတယ်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်